။ Israel ကာကွယ်ရေးတပ် IDF ပြောရေးဆိုခွင့်ရှိသူတယောက်ရဲ့ထုတ်ပြန်ချက်အရ F59, F35 နဲ့ Eldar ကိုပြောက်တိုက်လေယာဉ်တွေအပါအဝင် Heron TB စစ်ရေးပစ်မှတ်ရှာဖွေ drone တွေနဲ့တိုက်လေယာဉ်အစီး80ကျော်ဟာနှစ်နာရီခွဲကြာမြင့်တဲ့လေယောင်းတိုက်ခိုက်ရေးမစ်ရှင်မှာတပြိုင်နက်ပါဝင်ခဲ့ကြပါတယ်။ အစ္စရေးရဲ့တက်ခိုက်မှုဟာအီရန်နယ်စပ်ဒေသတွေကိုသာမကဘဲနဲ့အစ္စရေးလေတပ်ရဲ့ခေတ်သစ်သမိုင်းမှာတခါမှပြင်မှတ်မထားဘူးခဲ့တဲ့အဝေးဆုံးဒေသတွေဖြစ်တဲ့မြို့တော်တီဟီရန်၊ကာမန်ရှာ၊အစ်ဖာဟန်နဲ့နက်တန်စ်စတဲ့နေရာတွေအနီးမှာရှိတဲ့စစ်ရေးအဆောက်အအုံများအပါအဝင်အီရန်နိုင်ငံရဲ့အတွင်ပိုင်းထိကျယ်ပြန့်စွာပြင်မှတ်ထားတက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံးမေးခွန်းကတော့အရှိလေပိုင်းဒေတာမှာအထူးတဆုံးလေကြောင်းကာကွယ်ရေးကွန်ရက်နဲ့ကာကွယ်ထားတယ်။အီရန်ရဲ့လေကြောင်းပိုင်တဲ့အတွင်းကိုအစ္စရေးရဲ့တိုက်လေယာဉ်တွေအနေနဲ့ဘယ်လိုမျိုးနက်နက်ရှိုင်းရှိုင်းထိုးဖောက်ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တာလဲဆိုတဲ့မေးခွန်းပါ။ အဖြေကတော့ပထမဆုံးလေကြောင်းတိုက်ခိုက်မှုအပေါ်မှာပဲမူတည်နေပါတယ်။အစ္စရေးရဲ့တိကျတဲ့တိုက်ခိုက်မှုတွေဟာအီရန်ရဲ့အစောပိုင်းစောင့်ကြည့်ရေဒါစနစ်တွေမြေမဝေဟင်ပစ် SAM system ဒုံးကျည်စနစ်နဲ့ S200 နဲ့ S300 ဒုံးကျည်စနစ်တွေကိုဥတီတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အစ္စရေးဟာနေတိုရဲ့စီးရေးမဟာဗျူဟာနဲ့ဆင်တူတဲ့ဗျူဟာကိုအောင်မြင်စွာအသုံးပြုနိုင်ခဲ့ပြီးတော့ရန်သူလေကြောင်းကာကွယ်ရေးကုတ်ကဲမှုစနစ်ရဲ့ပထမဆုံးချိတ်ဆက်မှုကိုဖျက်တောက်လိုက်နိုင်တာကြောင့်နောက်ပိုင်းလေကြောင်းတိုက်ခိုက်မှုတွေကိုပုံမလုံးလုံးနဲ့အမြင့်နဲ့အကွာအဝေးမှပြုတ်လုနိုင်ခဲ့တာဖြစ်ပါတယ်။ အစ္စရေးလေတပ်တမှုချုပ်ဘိုးယိုကြီးဒေါ်ဘာရဲ့အဆိုအရအီရန်လေကြောင်းနယ်နိမိတ်တွင်လွတ်လပ်စွာစစ်ဆင်ရေးလုပ်ခွင့်ကိုရရှိခဲ့ပြီးတော့ဒီလိုအောင်မြင်မှုမျိုးဟာဘယ်တော့မှမရဘူးခဲ့တဲ့အခြေအနေဖြစ်တယ်လို့ဆိုပါတယ်။ဒီအောင်မြင်မှုကိုရရှိခဲ့ခြင်းဟာ Mosses Agency ကနှစ်ပေါင်းများစွာတည်ဆောက်ခဲ့တဲ့မဟာဗျူဟာကျထောက်လှမ်းရေးစနစ်ကြောင့်ပဲဖြစ်ပါတယ်။ ဒီစနစ်မှာလူသားကွန်ရက်တွေနဲ့နှီးပညာဆိုင်ရာအထောက်အကူတွေပေါင်းဆက်ပါဝင်ပြီးအီရန်လေကြောင်းကာကွယ်ရေးစနစ်အတွင်းမှာရှိတဲ့အထက်ပြစ်မှတ်တွေကိုတိကျစွာတိုက်ခိုက်နိုင်စွမ်းရရှိစေခဲ့ပါတယ်။ဒီတဲ့ပေါ်ပြီးထူးခြားတာကတော့တရားဝင်လေကြောင်းတိုက်ခိုက်မှုမစတင်မီကတည်းကအီရန်ရဲ့အစောပိုင်း 3B ရေဒါတွေကိုဖျက်ဆီးပစ်နိုင်ခဲ့တာပါ။ ကနအူတက်ခိုက်မှုရလက်တွေကတော့ထင်ရှားပြသလွန်နေပါတယ်။မြို့တော်တီဟီရန်အတွင်းမှာရှိတဲ့စည်ရေးပြတ်မှတ်ပေါင်း40ကိုဖျက်ဆီးပစ်နိုင်ခဲ့ပြီးအဲ့ဒီနေရာတွေကတော့ IRGC အဖွဲ့ရဲ့ကိုကေးစကန်တိုက်လေရင်တူလောင်ယုံတွေ drone စစ်စင်ရေးထိတ်ချုပ်စကန်တွေနဲ့ဒေတာရင်းစစ်ဖက်ဆိုင်ရာဆက်သွယ်ရေးစနစ်တွေပဲဖြစ်ပါတယ်။လက်တလောဂျေရုဓာတ်ပုံတွေနဲ့တက်ခိုက်နိုင်ခဲ့တဲ့ပြတ်မှတ်တွေရဲ့ဗီဒီယိုမှတ်တမ်းများအရာအီရန်ထုတ် Shahed drone တွေတူလောင်ထားတယ်လို့တန်တရားရှိခဲ့တယ်။တီဟီရန်နောက်ဘက်ကအပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့အစိပ်ပိုင်းတစ်ခုကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ တိုက်ခိုက်မှုမဟာဗျူဟာအရအစ္စရေးရဲ့ယခုတိုက်ခိုက်မှုတွေဟာအရင်လိုဆီးရီးယားလေဗနွန်နယ်စပ်တစ်လျှောက်ပြန်ကျဲတိုက်ခိုက်မှုတွေအစားအီရန်ရဲ့ဗဟိုချက်ကိုတိုက်ရိုက်ထိုးစစ်ဆင်လိုက်ခြင်းကအစ္စရေးအနေနဲ့အရင်လို proxy စစ်ပွဲဆင်နွှဲနေတာမဟုတ်ဘဲရန်သူအစ်စ်ကိုတိုက်ရိုက်ချေမှုန်းတိုက်ခိုက်ခဲ့တယ်ဆိုတာကိုပြသနေပါတယ်အချင်းချုပ်ပြောရမယ်ဆိုရင်တော့ Operation Rise and Lion လို့အမည်ရတဲ့ဒီစစ်စင်ရေးဟာအစ္စရေးနိုင်ငံရဲ့နီးပညာထောက်လှမ်းရေးနဲ့စစ်ဗျူဟာဆိုင်ရာတာလုံမှုကိုပြသခဲ့တဲ့အပြင်လုံးဝပြိုလဲတော့မဲ့အီရန်လေကြောင်းကာကွယ်ရေးစနစ်ရဲ့အကြောင်းကိုလည်းကမ္ဘာကသိအောင်ပြသနိုင်ခဲ့ပါတယ်။အရင်ကပေါ်ပြခဲ့တဲ့အတိုင်းပဲတိုက်ခိုက်မှုရဲ့ပထမအဆင့်ဟာအီရန်ရဲ့လေကြောင်းကာကွယ်ရေးစနစ်ကိုချိုးဖျက်ပစ်ဖို့ဖြစ်ပြီးဒါကရန်သူလေကြောင်းပိုင်နက်ကိုအပြည့်အဝထိန်းချုပ်မှုရရှိရေးအတွက်မရှိမဖြစ်လိုအပ်တဲ့အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ဒါပေမဲ့ထူးခြားတာကတော့ဒီမစ်ရှင်မှာအစ္စရေးအသုံးပြုခဲ့တဲ့နည်းဗျူဟာပဲဖြစ်ပါတယ်။ စစ်စင်ရေးအပြီးအစ္စရေးအစိုးရရဲ့ထုတ်ပြန်ချက်တွေအရမော့ဆက်စ်နဲ့အစ္စရေးကာကွယ်ရေးတပ် IDF ထောက်လှမ်းရေးဌာနတို့ဟာအီရန်ရဲ့လေကြောင်းကာကွယ်ရေးစနစ်ဖွဲ့စည်းပုံနဲ့တတိပည့်ချက်တုံ့ပြန်ဆောင်ရွက်မှုလုံထုံးလုံးဒီတွေကိုဆဲဆုနဲ့တခုကြောင်းအသေးစိတ်စောင့်ကြည့်ထောက်လှမ်းခဲ့ကြောင်းသိရပါတယ်။ဒါကြောင့်ပဲအီရန်ရဲ့အစောပိုင်းစောင့်ကြည့်ရေဒါတွေနဲ့ထိုင်းကျောက်ရေးစခန်းတွေပျက်စီးသွားတာနဲ့တပြိုင်တည်း S200 နဲ့ S300 လိုမျိုး Sam System လေကြောင်းကာကွယ်ရေးဒုံးကျည်စနစ်တွေဟာပါမန်တန်တုံးတန်ခဲကြီးတွေလိုဘာမှအသုံးမဝင်တော့ပါဘူး။ ဒီနည်းယူဟာကိုကွန်ရက်ချိုးဖြက်ရေး network kill လို့ခေါ်ဆိုပြီး1999ကိုဆိုဖို့စစ်ပွဲ2003 iraq စစ်ပွဲနဲ့2017လေပြားစစ်ပွဲတို့မှာအမေရိကန်ကအသုံးပြုခဲ့တဲ့ဗျူဟာဖြစ်ပါတယ်တိုက်ခိုက်မှုရဲ့ဒုတိယအဆင့်မှာတော့ရန်သူရဲ့တာဝဲပစ်ဒုံးကျည်တွေ drone နဲ့ပြန်လည်တိုက်ခိုက်နိုင်စွမ်းတွေကိုဖြုတ်ချပစ်ဖို့ပဲဖြစ်ပါတယ်အီရန်ဟာလက်နက်အင်အားတာလုံမှုကိုအကွင့်ရေးယူတဲ့ Asymmetric Warfare ဗျူဟာနဲ့အရှိလေပိုင်းဒေသအတွင်းမှာအကြီးမားဆုံးဒုံးကျည်နဲ့ drone တူလောင်မှုကိုပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ဒီအချက်ကပဲအီရန်ရဲ့အဓိကအားနည်းချက်ဖြစ်နေပါတယ်။အီရန်ရဲ့ဒုံးကျည်အများစုဟာအရေးလောင်စာ liquid fuel တုံးဖြစ်ကြပြီးမပြည့်လုံပြီးစီဖြည့်ဖို့အချိန်ကြာမြင့်စွာလိုအပ်ခါစီဖြည့်နေချိန်မှာအကာအကွယ်မဲ့နေတာကြောင့်အတိုက်ခိုက်ခံရဖို့အလွန်လွယ်ကူနေပါတယ်။အစ္စရေးကလည်းဒီအချက်ကိုကောင်းကောင်းကြီးနားလည်ထားပါတယ်။မရှင်ရဲ့ပထမဆုံးညမှာကတည်းကအစ္စရေးရဲ့စီးရေးပြတ်မှတ်ရှာပွေ drone တွေဟာအီရန်ရဲ့ဒုံးပစ်စင်စနစ်တွေရွေရှားတိုလောင်ယုံတွေနဲ့ရွေရှား radar unit တွေရဲ့တည်နေရာကိုအတိအကျချိန်ရွယ်ထားပြီးပါပြီ။ အဲ့ဒီနောက်မှာတော့ F35 နဲ့ F15 တိုက်လေယာဉ်တွေဟာ drone တွေကကြိုတင်ချိန်ွယ်ထားပြီးသားပြစ်မှတ်တွေရဲ့ coordinate တိကျကိုတိုက်ခိုက်ခဲ့ပါတယ်။လောင်စာသွလောင်ယုံတွေထောက်ပံ့ရေးယာဉ်တွေနဲ့တိုက်ပွတ်ဆောင်ရေးလမ်းကြောင်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့် Iran ရဲ့တံပြန်တိုက်ခိုက်နိုင်စွမ်းကိုလုံးဝဖျက်ဆီးပစ်နိုင်ခဲ့တာဖြစ်ပါတယ်။ ရလအနေနဲ့အီရန်ဟာအစ္စရေးကိုဒုံးကျည်တထောင်ပြစ်လွတ်တိုက်ခိုက်ဖို့အစီအစဉ်ရှိခဲ့ပေမဲ့လည်းနေရာခန့်သာပြစ်လွတ်နိုင်ခဲ့ပြီးတော့ဒုံးကျည်အများစုဟာကြားဖြတ်ပြစ်ချခံရတာဒါမှမဟုတ်လူသူနေပါရဒေသတွေကိုပဲကြောက်ရွံ့ခဲ့တာစတာတွေဖြစ်ပွားခဲ့ပါတယ်။အစ္စရေးဟာအီရန်ရဲ့စစ်လက်နက်ပစ္စည်းတွေကိုသာဖျက်ဆီးပြုံမကဘဲနဲ့လိမ္မာနဲ့တုံ့ပြန်မှုလိုအပ်တဲ့အရေးပါဆုံးအချိန်မှာအီရန်ရဲ့ပွက်စည်းပုံနဲ့စုစည်းနိုင်စွမ်းကိုပါချိုးဖျက်ပစ်နိုင်ခဲ့ပါတယ်။ တတိယအဆင့်တက်ခိုက်မှုကတော့ဗဟိုထိန်းချုပ်မှုစွမ်းရည်ကိုပြစ်မှတ်ထားခြင်းဖြစ်ပြီးအီရန်ရဲ့အရေးပါတဲ့စစ်ဖက်ခေါင်းဆောင်တွေကိုရှင်းလင်းပြစ်ဖို့ပဲဖြစ်ပါတယ်လေကြောင်းတိုက်ခိုက်မှုအပြီးနိုင်ပိုင်းအတွင်းမှာပဲအီရန် IRGC အဖွဲ့ကလေတပ်ပို့ချုပ်ကြီးစစ်ဦးစီးချုပ်ထောက်လိုက်ရေးတပ်ဖွဲ့ခေါင်းဆောင်နဲ့မြေပြင်မှမြေပြင်ဒုံးကြီးစနစ် ground to ground missile system ရဲ့တာဝန်ခံအပါအဝင်အစစ်မြင့်ပို့ချုပ်ပေါင်းများစွာတည်ဆုံးခဲ့ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ် အတီးပြုတ်နိုင်တဲ့အချက်လက်တွေအရပထမလိုင်းတိုက်ခိုက်မှုအပြီးမှာပဲအ ਨੇ စုံဗိုလ်ချုပ်အဆင့်ခေါင်းဆောင်20ဦးနဲ့အတိကနျူကလ িয়ার သိပ္ပံပညာရှင်9ဦးကျော်ကိုတုတ်တင်ရှင်းလင်းနိုင်ခဲ့တယ်လို့ဆိုထားပါတယ်။ဒါကအီရန်ရဲ့ချက်ချင်းတုံ့ပြန်နိုင်စွမ်းကိုအားနည်းသွားစေရုံသာမကဘဲနဲ့စီးရေးစနစ်တစ်ခုလုံးကိုအစားထိုးနိုင်တဲ့ကျွမ်းကျင်ပညာရှင်တွေနဲ့ရာထူးမြင့်ခေါင်းဆောင်တွေမရှိတဲ့အတွက်ကြောင့်ဒီစစ်စင်ရေးရဲ့နောက်ဆက်တွဲတက်ရောက်မှုတွေဟာနောက်ထပ်လာပေါင်းများစွာမှနှစ်ချီတီအထိကြာမြင့်နိုင်ပါတယ်။ဒီတက်ကြိုက်မှုရဲ့ထူးခြားချက်ကတော့အစစ်မြင့်ထောက်လိုင်းရေးပညာနဲ့ခင်မီနီးပညာတို့ကိုပေါင်းဆက်အသုံးချနိုင်မှုပဲဖြစ်ပါတယ်။ ပြစ်မှတ်တွေဟာအစအဦးတွေသာမဟုတ်ပဲအစိမ့်မြင့်ရာတို့ကြီးပုံကိုတွေရဲ့နှစ်ပေါင်းများစွာနေစဉ်လုပ်ငန်းလဲပတ်မှုပုံစံသွားလာမှုလမ်းကြောင်းနဲ့ပုံကိုရေးဘဝတွေကိုအချိန်ယူပြီးထောက်လှမ်းနေခဲ့ကြတာပါဒါကြောင့်အစ္စရေးကအီရန်ကိုစတင်တိုက်ခိုက်တဲ့အခါမှာအီရန်ဘက်ကပြုမှုခဲ့တယ်လို့တာမန်အရက်သားပြည်သူတွေကပါပြစ်မှတ်ထားတိုက်ခိုက်ခြင်းမျိုးမဟုတ်ပဲရာတို့ကြီးပုံကိုတွေနဲ့သိပ္ပံပညာရှင်တွေအကာအကွယ်အနည်းဆုံးနေရာမှာရှိနေမဲ့အခိုက်အတန့်ကိုတိတိကျကျထောက်လှမ်းပြီးမှပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ် အစ္စရေးဟာအီရန်ရဲ့နျူကလ িয়ার လက်နက်တွေထားရှိရာနေရာကိုတိုက်ခိုက်ခဲ့တာမဟုတ်ဘဲနဲ့အစထုံးမရတဲ့တန်ဖိုးအရှိဆုံးထိတ်တန်းသိပ္ပံပညာရှင်တွေကိုတုတ်တင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီပုံကိုယ်တွေဟာအလွန်ကျွမ်းကျင်တဲ့ပညာရှင်တွေဖြစ်ုံသာမက1990ပြည့်နှစ်နောက်ပိုင်းကစပြီးအီရန်ရဲ့နျူကလ িয়ার စီမံကိန်းကိုအခြေခံအုတ်မြစ်ချပေးခဲ့တဲ့သူတွေရဲ့နောက်မျိုးဆက်တွေပဲဖြစ်ကြပါတယ်။တမယိုးကြလက်နက်စီမံကိန်းတွေနဲ့မတူတာကတော့နျူကလ িয়ার စွမ်းရည်တွေဟာစက်ရုံအဆောက်အဦတွေကိုပြန်လည်တိဆောက်ရုံနဲ့အလင်းအမြန်ပြန်လည်မရရှိနိုင်ပါဘူး။ အရေးပါဆုံးအချက်တွေကတော့ဆဲဆုနှစ်ပေါင်းများစွာတုံ့မီထားတဲ့အသိပညာကျွမ်းကျင်မှုနဲ့အတွေ့အကြုံတွေပဲဖြစ်ပါတယ်အဲ့ဒီလိုအရေးပါတဲ့ပုံကိုယ်တွေတုတ်တင်ခံရတဲ့အခါအစ္စရေးအနေနဲ့အီရန်ရဲ့နျူကလ িয়ার စီမံကိန်းကိုနှိပ်ကွေးသွားစေအောင်တာမကဘဲနဲ့နိုင်ငံတော်ကိုဝေယုံသုံးကားဖြစ်စေပြီးစိတ်ဓာတ်ပိုင်းအရာပါများစွာထိရောက်အောင်တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ အစ္စရေးတိုက်ခိုက်မှုတွေကဒီလောက်နဲ့တင်ရက်တက်မသွားပဲနောက်ဆက်တွဲလေကြောင်းတိုက်ခိုက်မှုတွေဟာစက်မှုအင်ဂျင်နီယာတွေနှီးပညာရှင်တွေနဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစီမံကိန်းကိုတော်ရိုက်တဲ့နှီးနဲ့ပံ့ပိုးကူညီပေးနေတဲ့တပ်ဖွဲ့တွေရှိရာကိုပါထပ်မံတိုက်ခိုက်ခဲ့ကြပါတယ်တိုက်ခိုက်ခဲ့တဲ့အဆောက်အဦတွေကတော့ Isfahan မှာရှိတဲ့သုတေသနစင်တာ UNIAN ပြန်လည်တပ်ဆင်မှုလုပ်ငန်းဆိုင်ရာ Digital Data တူထောင်ရုံနဲ့ဖိုရိုမျိုးစင်ကြေဖုံးရပ်ကွက်မှာရှိတဲ့ Radio တက်တိကျွတ်တက်ထုပြန်လည်တန့်စီစက်ရုံတို့ပါဝင်ပါတယ် ီစစ်စင်ရေးဟာအီရန်ကိုသာမကအရှေ့လေပိုင်းဒေသတစ်ခုလုံးကအီရန်ရဲ့အပေါင်းပါရီကိုပါပြင်းထန်တဲ့သတိပေးစကားပါလိုက်တာဖြစ်ပါတယ်။နျူကလ িয়ার လက်နက်တွေကိုကြီးကြီးမားမားပိုင်ဆိုင်ထားမယ်ဆိုရင်ကမ္ဘာကြီးရဲ့ပင်လယ်ယာမှာဖြစ်ဖြစ်အစ္စရေးကရအောင်တိုက်ခိုက်ဖျက်ဆီးပစ်နိုင်တယ်ဆိုတဲ့သတင်းစကားပါ။ချုံကုံတုံးတက်ရမယ်ဆိုရင်တော့မကြသေးခင်ကပြုလုပ်ခဲ့တဲ့အစ္စရေးရဲ့တိုက်ခိုက်မှုဟာပါမန်စစ်ရေးတိုက်ခိုက်မှုတစ်ခုတည်းမဟုတ်ပါဘူး။ ဒါကနိုင်ငံရေးအရာရောစိတ်သက်ပိုင်းဆိုင်ရာအရာပါထိရအောင်တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပြီး20ရာစုစစ်ပွဲတွေမှာစစ်လက်နက်ပစ္စည်းတွေနဲ့စစ်ဖက်ရေးရာအဆောက်အဦတွေထက်အဖို့တန်တဲ့ပညာရှင်တွေနဲ့သတင်းအချက်လက်တွေကပိုပြီးအရေးပါတဲ့ပြစ်မှတ်တွေဖြစ်လာတယ်ဆိုတာကိုပြသနေသလိုပါပဲဒီရန်မြို့မှာပောက်ကွဲမှုတွေဖြစ်ပွားပြီးတဲ့နောက်24နိုင်အတွင်းမှာပဲအီရန်ဟာအစ္စရေးအပေါ်စစ်ရေးတုံ့ပြန်မှုကိုချက်ချင်းပြုလုပ်ခဲ့ပါတယ် ။အစ္စရေးနိုင်ငံရဲ့ဗိုလ်ချုပ်တဝမ်းမှာရှိတဲ့ပြစ်မှတ်တွေစီကို ballistic missile အလုံး200ခန့်နဲ့အသေးခံ suicide drone 150ကျော်ကိုပစ်လွှတ်ခဲ့ပါတယ်။အီရန်ကတော့ဒီစစ်စင်ရေးကို operation true promise လို့အမည်ပေးထားပါတယ်။တကယ်လက်တွေမှာတော့အီရန်ရဲ့တိုက်ခိုက်မှုတွေဟာကြောက်လန့်တကြားနဲ့အလင်းစလိုပြုတ်လုပ်ခဲ့ရမှန်းသိသာလွန်နေပါတယ် ြုတ်လိုက်တဲ့ဒုံးကျည်တွေရဲ့95ရာခိုင်နှုန်းခန့်ကို Israel ရဲ့နာမည်ကျော် Iron Dome System နဲ့ David Sling Arrow လို့အမည်ရတဲ့ Israel ရဲ့လေကြောင်းကာကွယ်ရေးစနစ်အမျိုးမျိုးအပါအဝင်မြေထဲပင်လယ်ဒေသမှာရှိတဲ့ American ရေတပ်ရဲ့စစ်သင်္ဘောတွေကအောင်မြင်စွာကြားဖြတ်တားဆီးပေးနိုင်ခဲ့ပါတယ်။ Israel နိုင်ငံတဲကို Iran ရဲ့ဒုံးကျည်အနေငယ်သာကြောက်ရောက်ခဲ့ပြီး Tel Aviv, Rish နဲ့ Lechian စတဲ့နေရာတွေမှာပောက်ကွဲမှုကြောင့်ပြည်သူ၃ဦးသေဆုံးကဒါဇင်ချီဒဏ်ရာရရှိခဲ့ပါတယ်။ အီရန်ဟာနှစ်ပေါင်းများစွာဒုံးကျည်လက်နက်တွေကိုစုဆောင်းထားခဲ့ပေမဲ့လည်းအသုံးပြုဖို့အချိန်ရောက်လာတဲ့အခါမှာတော့ဗဟိုချက်တွေကိုတိုက်ခိုက်ခြင်းခံထားရတဲ့အတွက်ထိရောက်စွာလုံဆောင်နိုင်ခဲ့ခြင်းမရှိပါဘူး။အမေဘေးကုတ်ကေးရေးစနစ်တွေကင်းမဲ့ကဒုံးပစ်စင်တွေဖျက်ဆီးခံခဲ့ရပြီးထောက်ပို့လုပ်ငန်းတွေလည်းဆောင်ရွက်လို့မရတော့ပါဘူး။တနည်းဆိုရမယ်ဆိုရင်တော့အီရန်ရဲ့ကြောက်လန့်တကြားတုံ့ပြန်တိုက်ခိုက်မှုဟာအီရန်နိုင်ငံအတွင်းမှာလုံးဝပြိုပြဲဖြစ်နေကြောင်းဖော်ပြနေပါတယ်။ ်ဆီးရီးယားအီရတ်နဲ့ပင်လယ်နီအထက်ကပြန်တန်းလာတဲ့ဒုံးကျည်အများစုကိုထိတိရရောက်ဟန်တားနိုင်ဖို့ဆိုရင်တော့အမေရိကန်ပြည်ထောင်စုရဲ့အခန်းကဏ္ဍဟာအလွန်အရေးပါလာပါတယ်။ USS Thomas Hunter ဖြတ်သိမ်းဖို့ပေါ်မှာတက်ဆင်ထားတဲ့ Aegis Cargoes နဲ့အပါအဝင် LUD Airbase Leader Scan နဲ့ UAE ခြေစိုက် Leader Scan တွေမှာတက်ဆင်ထားတဲ့ Thar ဒုံးကျည် Cargoes နဲ့တို့ဟာလေကြောင်း Cargoes နဲ့နမိတ်ကို Israel နေဆက်မှအရှိအလယ်ပိုင်းဒေသတစ်ခုလုံးကိုခြုံလွှမ်းနိုင်တဲ့အသည့်ချဲ့ထွင်ပေးနိုင်ခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခုအတွင်းမှာပထမဆုံးအကြိမ်ဖြစ်အမေရိကန်ဟာအီရန်ဘက်မှပစ်ခတ်မှုတွေကိုတပ်တမန်ရေးရာထုတ်ပြန်ချက်တွေနဲ့သာမကတိကျတဲ့ဒုံးကျည်ကြပြတ်ချက်ပုံးရေးစနစ်တွေနဲ့ပါအစ္စရေးကိုပွင့်လင်းစွာပဲတိုက်ရိုက်ကာကွယ်ပေးခဲ့ပါတယ်။မဟာဗျူဟာကျတဲ့ရှုထောင့်ကကြည့်မယ်ဆိုရင်တော့ဒါဟာအရေးပါတဲ့အကူပြောင်းကာလဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အီရန်မှာထိရောက်တဲ့ဂျိုတင်တိုက်ခိုက်နိုင်စွမ်းမရှိတော့သလိုအီရန်ရဲ့ proxy တွေဖြစ်ကြတဲ့ Syria, Hezbollah နဲ့ Houthi တွေအပေါ်ကိုပါအင်အားကြီးနိုင်ငံတစ်ခုအဖြစ်အောစွာလွှမ်းမိုးမှုမရှိနိုင်တော့ပါဘူး။ ဒါကြောင့်ဒီတိုက်ပွဲဟာအစ္စရေးရဲ့အောင်ပွဲလားလို့မေးလာခဲ့မယ်ဆိုရင် လုံးဝကိုဟုတ်ပါတယ်လို့သာဖြေရမှာပါ။အီရန်ရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေဟာလည်းတိတိယယောက်လက်ပတ်နိုင်စွမ်းမရှိတော့တယ်လို့မဟာဗျူဟာမောက်ကုတ်ကဲမှုစွန့်ရိတ်ကလည်းလုံးဝနှီးပါဆုံးရှုံးနေပါပြီ။ operation ပထမအဆင့်မှာကလေးကအဓိကကျတဲ့ nuclear scientist အချို့တုတ်တင်ခံခဲ့ရပြီးတော့ Iran ရဲ့ဒုံးကျည်နဲ့လက်နက်တူလောင်ရုံတွေကိုပါဖျက်ဆီးခြင်းခံခဲ့ရပါတယ်။ Israel ဟာအရေးပါဆုံးဖြစ်တဲ့အားပါချက်ကိုရယူထားပြီးရန်သူလေကြောင်းပိုင်နဲ့အတွင်းမှာလွတ်လပ်စွာတိုက်ခိုက်ခွင့် Freedom of Action ကိုရရှိသွားခဲ့ပါတယ်။ဒါပေမဲ့ရေရှည်မှာ Israel အနေနဲ့ Iran ကိုအနိုင်ရနိုင်ပါမလား။ဒါမှမဟုတ်ဒီတိုက်ပွဲဟာလူသားမျိုးနွယ်အားလုံးကိုအဆုံးသတ်သွားစေမယ့် nuclear စစ်ပွဲကြီးဖြစ်လာမလားဆိုတာကိုတော့အတိအကျမသိနိုင်သေးပါဘူး။ အကြီးကျယ်ဆုံးရှုံးမှုတွေကိုကြုံတွေ့နေရပေမဲ့အီရန်အစိုးရအနေနဲ့စိုက်ဘာတိုက်ခိုက်မှုတွေကိုပြစ်လုတာဟူသီတွေလိုပင်လယ်ရခြားအကြမ်းဖက်မှုတွေကိုပြစ်လုနိုင်တဲ့သူတွေနဲ့တခြားသော proxy အုပ်စုတွေကိုအသက်သွင်းတာစတဲ့အရာတွေကိုလုံနိုင်စွမ်းရှိနေစေပါပဲ။အရေးကြီးဆုံးချက်ကတော့အစ္စရေးကစီးမြင်အစ်စ်တွေကိုတတ်မှတ်လိုက်ခြင်းပဲဖြစ်ပါတယ်။နှစ်ပေါင်းများစွာအီရန်ယုံကြည်ထားတာကတော့သူ့ရဲ့နျူကလ িয়ার အစီအစဉ်ကိုတန်တမန်ရေးရအားပါချက်တစ်ခုအနေနဲ့ယူဆထားပြီးတော့ဘယ်သူကမှတိုက်ခိုက်ရဲမှာမဟုတ်ဘူးလို့ယုံကြည်ထားခဲ့တာပါ။ ဒါပေမဲ့ဒီစစ်စင်ရေးကပဲအီရန်ရဲ့ခိုင်မာတဲ့ယုံကြည်ချက်ကိုတခဏလေးအတွင်းမှာပဲရိုက်ချိုးပစ်လိုက်တာပါအစ္စရေးဟာချင်းချောက်သတိပေးုံသာမဟုတ်ဘဲအီရန်ရဲ့နျူကလ িয়ার အစီအစဉ်တစ်ခုလုံးကိုအသက်မဲ့အောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒါကနောက်လာမယ့်ဆယ်စုနှစ်တစ်ခုအတွင်းမှာအရှေ့လေပိုင်းဒေသရဲ့ဩဇာအာဏာအပြိုင်မှုအပေါ်ပြန်လည်ပုံဖော်ပေးမယ့်အလှည့်ပြောင်းတစ်ခုဖြစ်ပြီးတော့အစ္စရေးရဲ့ပြောင်းမြောက်တဲ့စည်ရေးဗျူဟာကိုတကမ္ဘာလုံးကအံ့အားသင့်ခဲ့ရပါတယ်။စစ်ပွဲတစ်ခုဟာလေကြောင်းတိုက်ခိုက်မှုတစ်ချိန်ပြုလုပ်ရုံနဲ့တော့အဆုံးသတ်သွားမှာမဟုတ်ပါဘူး။ ဒါပေမဲ့ဒီတက်ခိုက်မှုဟာအီရန်ရဲ့အနာဂတ်နျူကလ িয়ার မျှော်မှန်းချက်တွေရဲ့အခြေခံအုတ်မြစ်ကိုတော့နှက်ဆိုင်တဲ့အကြောင်းတွေဖြစ်စေခဲ့ပါတယ်။တချိန်တည်းမှာပဲနျူကလ িয়ার လက်ထပ်တွေကိုအမြောက်များထုတ်လုပ်ပြီးနိုင်ငံရေးအရအသာစီးရယူလို့တဲ့ကမ္ဘာပေါ်ကပယ်နိုင်ငံကိုမဆိုပြင်းထန်တဲ့သတိပေးစကားပါလိုက်တာပဲဖြစ်ပါတယ်။2025ခုနှစ်ဇွန်လမှာဖြစ်ပွားခဲ့တဲ့ Iran Israel စစ်ရေးတိုက်ပွဲဟာနှစ်20ကျော်ကြာမြင့်နေတဲ့နိုင်ငံခြားကတင်းမာမှုတွေအရှိန်မြင့်တက်လာခြင်းပဲဖြစ်ပါတယ်။ထောက်လိုင်းရေးကဏ္ဍဟာလည်းအခုအချိန်မှာနှစ်ပတ်စလုံးအတွက်မရှိမဖြစ်လိုအပ်လာပါတယ်။ အစ္စရေးကလည်းကျွတ်ထောက်လိုင်းစနစ်ကပေးပို့တဲ့အသေးစိတ်အချက်လက်တွေနဲ့အမေရိကန်ရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုအသုံးပြုပြီးတော့အီရန်နိုင်ငံအတွင်းကအရေးကြီးတဲ့ပြစ်မှတ်တွေကိုပေါ်ထုတ်နိုင်ခဲ့ပြီးတစ်ဖက်မှာအီရန်ကလည်းသူ့ရဲ့ထောက်လိုင်းကွန်ရက်နဲ့စစ်ဆေးစောင့်ကြည့်နိုင်စွမ်းတွေကိုအသုံးပြုပြီးတော့အရေးပေါ်တုံ့ပြန်မှုတွေကိုစီစဉ်ခဲ့ပါတယ်။ စရေရှူတောင်ကကြည့်မယ်ဆိုရင်တော့အစ္စရေးဟာတောင်တိုင်းမြေမျက်နှာသွင်ပြင်ကိုကာကွယ်ယူပြီးအဖြစ်ကွန်ကရစ်တွေနဲ့ကာယံထားတဲ့ဖော်ဒိုနဲ့နက်ဒန်စ်တို့မှာရှိတဲ့အီရန်ရဲ့မြေအောက်နျူကလ িয়ার ဆက်ရုံတွေကိုပုံမပြင်းထန်စွာတိုက်ခိုက်နိုင်ရည်ရှိပါတယ်။တစ်ချိန်တည်းမှာအီရန်ကလည်းထုတ်ပေါက်နိုင်စွာမြင့်တင်ထားတဲ့ဆယ်လက်ထူးလိုမျိုးခင်မီဒုံးကျည်ထုတ်လုပ်မှုတွေကိုအရှိန်မြင့်တင်လျက်ရှိပါတယ်။အရာစီးရသတင်းဌာနရဲ့ထုတ်ပြန်ချက်အရအီရန်ဟာအစ္စရေးရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကိုလွှမ်းမိုးနိုင်ဖို့အတွက်မြန်နှောင်းမြင့်ဒုံးကျည်တွေနဲ့ဒရုန်းတွေကိုပေါက်ဆက်ပြီးတော့ဆက်လက်တိုက်ခိုက်နိုင်ပါတယ် ဒါပေမဲ့ကျတို့နီးပညာနဲ့အချိန်နဲ့တပြင်းကြီးထောက်လန်းနိုင်စွမ်းအားနည်းမှုကြောင့်အစ္စရေးရဲ့လေကြောင်းကာကွယ်ရေးစနစ်ကိုထိုးဖောက်နိုင်ဖို့ခက်ခဲရှိနေသေးပါပဲ။လက်ရှိအချိန်မှာတော့နှစ်ဖက်တင်းမာမှုတွေမြင့်တက်နေသေးဖြစ်ပြီးလူသားမျိုးနွယ်တစ်ခုလုံးအဆုံးသတ်သွားစေမယ့်နျူကလ িয়ার စစ်ပွဲကြီးကိုဥတီနေပြီလားဆိုတာကတော့အထူးစိုးရင်စရာရှိပါတယ်။ရိုက်တာသတင်းဌာနရဲ့ထုတ်ပြန်ချက်အရကုလသမဂ္ဂလုံခြုံရေးကောင်စီဟာအရေးပေါ်အစည်းအဝေးတွေကျင်းပခဲ့ပေမဲ့လည်းအင်အားကြီးအာဏာရှင်နိုင်ငံတွေအကြားကွပ်လွှတ်မှုတွေကြောင့်ဆုံးဖြတ်ချက်ချဖို့အလွန်ခက်ခဲနေပါတယ်။ ရုရှားနဲ့တရုတ်တို့ဟာအီရန်ကိုစန့်ကျင်တဲ့ဆုံးဖြတ်ချက်တွေကိုဗီဒိုအာနာနဲ့တားဆီးနိုင်ချေရှိပြီးအမေရိကန်ပြည်ထောင်စုကလည်းအစ္စရေးကိုအပြည့်အဝဆက်လက်ကာကွယ်ပေးသွားမှာဖြစ်ပါတယ်။နောက်ပတ်စလုံးဟာတရင်းချက်လက်စစ်ပွဲအနေနဲ့လည်းပြင်းပြင်းထန်ထန်တိုက်ခိုက်လာနိုင်ပါတယ်။အီရန်နိုင်ငံကတော့ပြည်တွင်းထောက်ခံမှုရရှိဖို့အတွက်အစ္စရေးရဲ့ F35 တိုက်လေယာဉ်ကိုပစ်ချနိုင်ခဲ့တယ်လို့တရင်းအမှားတွေကိုဝါဒဖြန့်ပြီးဖြန့်ချီနေပါတယ်။ အစ္စရေးအနေနဲ့လည်းဖြက်စီးခံထားရတဲ့နျူကလ িয়ার စစ်ရုံတွေရဲ့ဂျူရုဓာတ်ပုံတွေလိုမျိုးအောင်မြင်တဲ့တိုက်ခိုက်မှုတွေရဲ့အသေးစိတ်အထောက်အထားတွေကိုဆက်လက်ထုတ်ပြန်သွားမှာဖြစ်ပါတယ်။နိုင်ငံစလုံးဟာနိုင်ငံတကာအတိုင်းအဝိုင်းရဲ့ထောက်ခံမှုကိုရရှိဖို့အတွက်မီဒီယာကိုအပြင်းထန်အသုံးပြုကြမှာဖြစ်ပါတယ်။အခုချိန်ထိတော့နိုင်ငံစလုံးဟာတန်တမန်ရေးရအရာတွစ်ဆုံဆွေးနွေးဖို့လုံးဝလမ်းမမြင်သေးပါဘူး။ဒီနေ့တင်ဆက်မှုကိုတော့ဒီလောက်နဲ့ပဲညီကုန်းချုပ်ပြစီ။အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်မိတ်ဆွေတွေကိုလည်းကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ မိတ်ဆွေကအခုလိုမျိုးနိုင်ငံတကာစီးရေးသတင်းတွေနဲ့ခင်ဗျဆက်လက်နဲ့ပစ္စည်းတွေအကြောင်းကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ Insight Digest YouTube Channel ကို Subscribe လုပ်ထားပြီးတော့ပြီးနာက Notify ခေါင်းလောင်းလေးကိုနှိပ်ပေးထားခဲ့ကြဖို့ပြောချင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့လားဗျာ